အောင်ကြီးတမဟာလေးနေမြစ်ဖြစ်တဲ့မိုးမဲမြို့နယ်ထက်ကမိမိတို့တအောင်တမတို့ TNR ရဲ့စစ်ကြောင်းနဲ့ရဲတပ်ဖွဲ့တွေကို SSBB SSA ကခြုံခိုပြီးပြစ်ခတ်တိုက်ခိုက်တာတွေပြုလုပ်နေပါတယ်။ဖြစ်စဉ်တွေကတော့မနေ့ဂျွန်လ23ရက်နေ့မနေ့ပိုင်းမိုးဟောက်ကျေးရွာအောက်စုအတွင်းလုံခြုံရေးအရစစ်ကြောင်းထွက်ကင်းလန့်နေတဲ့မိမိတို့တအောင်တမတို့ TNR ရဲ့စစ်ကြောင်းကိုခြုံခိုပြီးပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဒီကနေ့ဂျွန်လ24ရက်နေ့မှာလဲညောင်ဒီကျေးရွာအနီး ပကင်းပြုလုပ်နေတဲ့မိမိတို့တအားမပြည့်ရဲ့မြို့နယ်ရဲတပ်ဖွဲ့တွေကိုရှမ်းပြည်တိုးတက်ရေးပါတီလို့ခေါ်တဲ့ SSPP SSA တပ်ဖွဲ့ကခြုံခိုပြီးပြစ်ခတ်တိုက်ခိုက်တာတွေပြုလုပ်ခဲ့ပါတယ်။ရှမ်းပြည်တိုးတက်ရေးပါတီ SSPP SSA တပ်ဖွဲ့ဟာမိုးဟောက်ကျေးရွာအုပ်စုအတွင်းမှာမိမိတို့တအားတမလို့ TNR ရဲ့စစ်ကြောင်းကိုနှစ်ကြိမ်တိုင်တိုင်တနက်ငယ်တွေနဲ့ခြုံခိုပြီးပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့မိမိတို့တအားတမလို့ TNR ရဲ့စစ်ကြောင်းရှိတဲ့နေရာကိုလည်းလက်နက်ကြီးနဲ့နှစ်ကြိမ်ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ SSBB SSA ရဲ့ဂျော်လာ23ရက်နေ့ခြုံခိုပစ်ခတ်တိုက်ခိုက်မှုအတွင်မှာမိမိတို့တောင်းတပ်မတော် TNR ဘက်ကတိုက်ခိုက်တံရရတာမရှိပေမဲ့ညောင်ဒီကျေးရွာအနီးပက်ကင်းပြုလုပ်နေတဲ့မိမိတို့တောင်းပြည်ရဲ့မြို့နယ်ရဲတပ်ဖွဲ့ဝင်တို့ကတော့တိုက်ခိုက်တံရရတာတွေရှိခဲ့ပါတယ်။ပြီးခဲ့တဲ့ဂျော်လာ25ရက်နေ့ဟူးဆွန်တောင်ဖြစ်စဉ်မှာလည်း SSBB SSA ရဲ့တဖက်တပ်ပစ်ခတ်တိုက်ခိုက်ခြင်းတွေကြောင့်မိမိတို့တပ်ဖွဲ့ဝင်2ဦးအတက်ပေးလူခဲရပြီး3ဦးတိုက်ခိုက်တံရရရှိခဲ့ပါတယ်။ ဟူးစွန်တောင်စခန်းဟာမိမိတို့တောင်တမတော်ထီအညာရဲ့တပ်စခန်းဖြစ်ပြီးရှမ်းပြည်တို့တပ်ရေးပါတီ SSPP SSA တပ်ဖွဲ့ကနေမိမိတို့တပ်ဖွဲ့ဝင်တွေမရှိတဲ့အခိုက်မှာဝင်ရောက်တပ်ဆွဲခဲ့တာဖြစ်ပါတယ်။မိမိတို့တပ်ဖွဲ့ဝင်တချို့တပ်စခန်းကိုပြန်လာတဲ့အချိန်မှာ SSPP SSA ကနေလက်နက်ကြီးလက်နက်ငယ်တွေနဲ့တပတ်တပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ရှမ်းပြည်တို့တပ်ရေးပါတီ SSPP SSA ဟာပြီးခဲ့တဲ့အတိတ်အများနှစ်ခွန်စစ်စင်ရေးဒုတိယပိုင်းမှာလည်း ဒီဘောမြွနယ်ထဲကကြံခင်းရွာအနီးမှာစစ်တုပ်ပန်းတချို့တင်ဆောင်လာတဲ့မိမိတို့ PSF တန်ရည်အုပ်ချုပ်ရေးဌာနရဲ့ဒီဘောမြွနယ်မှုဗိုလ်ကြီးနေအုပ်ကိုပြစ်ခတ်တပ်ဖြတ်ခဲ့ပြီးဗိုလ်ကြီးနေအုပ်နဲ့အတူလိုက်ပါတဲ့တပ်ဖွဲ့ဝင်၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ကျွန်မလေးဘောစမင်းမှာရှင်